မင်္ဂလာပါခင်ဗျာ Daily Rose ကိုမြန်မာကျိုးဆိုပါတယ်ကျွန်တော်ဟမင်နိုင်ပါဒီနေ့သင်ခန်းစာလေးမှာကျွန်တော်သင်ကြားပေးချင်တာလေးက Microsoft Excel မှာ table တစ်ခုကိုဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုတာကိုသင်ကြားပေးချင်တာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးမှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတစ်ခုလည်းပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်အလုံးစုံလည်းတောင်းလို့ဥပမာလေးနဲ့တကွာအရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ဒီမှာ data လေးတွေရေးထားတယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့က table တစ်ခုအနေနဲ့ဖန်တီးချင်တာဖြစ်ပါတယ် အဲ့ခါမှာကျွန်တော်ကတေးပဲဖန်တီးတဲ့ခါမှာဆိုရင်အခုမှ Excel ကိုစပြီးတော့လေ့လာနေတဲ့သူတွေကဘယ်လိုမျိုးကျွန်တော်တို့မှတက်ကြလဲဆိုတော့တေးပဲဖန်တီးခဲ့ဆိုရင်ကျွန်တော်ကဘောနော်ဒီမှာ data အားလုံးကိုကျွန်တော်အစားကနေအဆုံးထိဆက်လက်ပေးလိုက်ပါတယ်ဆက်လက်ပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီ folder မှာ home tab ကိုတွားရပါတယ် ဟုံးတက်ထဲကနေပြီးတော့မှဒီဖောင့်ဆိုတဲ့ဂရုလေးထဲမှာဒီပေါ်လေးမှာကျွန်တော်ပေါ်လာဆိုတာလေးရှိတယ်ပေါ့နော်အဲပေါ်လာလေးမှာတစ်ချက်နှိပ်လိုက်ပြီးဆိုရင်ဒီမှာပေါ်လာခက်လို့ရတဲ့ပုံစံအမျိုးမျိုးရှိပါတယ်ဒီ option များစွာတွေကနေပြီးတော့မှကျွန်တော်တို့ကဒီကိုဆက်လက်လောက်ထားတဲ့ဇာအကွက်ဒီဆဲကွက်ဒီအကုန်လုံးကိုကျွန်တော်တို့ကပေါ်လာခက်ချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဒီ all border ဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါမယ် င်လိုက်ပြီဆိုတာနဲ့ကြည့်လိုက်ပါဒါတင် general ရဲ့ data အားလုံးကဒီမှာသူကဇာတ်ကွက်လေးအတွင်းထဲမှာရောက်သွားတာဖြစ်တဲ့အတွက် table တစ်ခုအနေနဲ့ပုံစံပေါ်သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီဟာကိုကျွန်တော်တို့က table လို့မခေါ်ပါဘူးဒါကိုကျွန်တော်က data တွေကို select လုပ်လိုက်ပြီးတော့မှ border ခတ်လိုက်တာဖြစ်ပါတယ်ဘောင်းခတ်လိုက်တယ်ပေါ့နော်ဒါ table မဟုတ်သေးပါဘူး table နဲ့ border ခတ်တာ ਨੇ ဘာကွာလဲဆိုတာကကျွန်တော်အများကြီးကြွားချပါတယ်ဒါလေးကိုလည်းကျွန်တော်ပြပေးပါမယ် အဲ့တော့ကျွန်တော်ဒါလေးကို control set နဲ့ပြန်ပြီးတော့မှနောက်ပြန်သွားလိုက်မယ်เนาะဟုတ်ပြီအဲ့မှကျွန်တော်ဒီမှာလောလောဆယ်မှာဒီတိုင်းဒီတာရှိနေတယ်။ဒါကိုကျွန်တော်က table pen ဒီဖို့အတွက်ကကျတော့ဘယ်လိုလုပ်ရလဲဆိုတော့ဒီ body က home တက်ရဲ့ table လေးမှာကျွန်တော် insert ဆိုတာလေးရှိပါတယ်။ဒါလေးကိုတစ်ချက်လေးနှိမ့်လိုက်ပါမယ်။နှိမ့်လိုက်တဲ့ခါလေးမှာကျွန်တော်ကဒီမှာ table ဆိုတဲ့ glue လေးရှိပါတယ်။အဲ့ glue ရဲ့မှာသူ့အနေနဲ့က table လေးမှာကျွန်တော်ဒီ table ဆိုတာလေးရှိတယ်။အဲ့ table လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ။နှိမ့်လိုက်ရင်သူက create table ဆိုပြီးတော့မှ counter လေးနဲ့ dialog box လေးကြာလာပါလိမ့်မယ်။ အဲ့ဒီခါလေးမှာသူကကျွန်တော်တို့ကပေါ့နော်ဒီ၁၀ခွက်တစ်ခွက်မှာပဲဒီမှာပေါ့နော်၁၈ရက်၅လ၂၀၂၄ဆိုဒီ၁၀ခွက်တစ်ခွက်မှာပဲကျွန်တော်ကလစ်ထောက်ထားတာဖြစ်ပါတယ် ထွက်ထားလိုက်ပြန်မယ်လည်းပဲသူကဒီအောက်လေးမှာပေါ့နော်ကျွန်တော်ဒီ box လေးထဲမှာကကြတော့ကျွန်တော်ရဲ့ဒီ data အားလုံးကိုအစားကနေအဆုံးထိသူ selection ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာလေးကြည့်ကြည့်လိုက်ပါကျွန်တော် data ရဲ့ view ပဲလဲမှာဒီမှာ dash line လေးနဲ့သူပြေးနေရလေးကိုတွေ့ရလိမ့်မယ်နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့က table ဖန်တီးတဲ့အခါမှာဇာတ်ကွက်ကိုဒီ table တစ်ခုလုံးကိုဖန်တီးဖို့အတွက်ဆိုပြီးတော့အစားကနေအဆုံးထိကျွန်တော် data အားလုံးကို select ပေးတာမလိုပါဘူးကို select လောက်ချင်တယ်ပေါ့နော်ခြိုက်တဲ့ဇာတ်ကွက်မှာသွားပြီးတော့ click ထောက်ထားလောက်ရင်းနဲ့သွားသူ excel ကနေပြီးတော့မှအလိုလျောက်ကျွန်တော် data ဒီအားလုံးကို selection ပေးသွားမှာဖြစ်ပါတယ် ရပြန်ပြပေးမယ်နော်ဒီမှာကျွန်တော် cancel ကိုနှိပ်လိုက်မယ်အဲ့ကမှကွာတေပဲဖန်တီးဖို့အတွက်ဆိုပြီးတော့ကိုယ့်ရဲ့ data ကိုခုနကပေါ်လာခက်ခဲ့သလိုမျိုးပဲကျွန်တော်အစားကနေအဆုံးထိသွားပြီးတော့မှဒီလိုမျိုးကြီး selection ပေးတာမလိုပါဘူးကိုယ့်ရဲ့ဒီ data အတွင်းထဲကကြိုက်တဲ့ဆဲကွက်ဘယ်ဆဲကွက်မှမဆိုရပါဘူးအဲ့ဆဲကွက်တစ်ခုမှကျွန်တော်က click ထောက်ထားလိုက်အောင်ပါပဲထောက်ထားပြီးတာနဲ့ဒီ insert ကိုသွားသွားပြီးသွားရင်ကျွန်တော်ဒီမှာ table လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်အောင်ပါပဲဒါဆိုကျွန်တော် creative dialog box ကြီးကြာလာပြီးတော့မှသွားသူအလိုလျောက် data အလုံးကို selection လုပ်သွားမှာဖြစ်ပါတယ် ပြည့်တဲ့ခါလေးမှာတော့ဒီအောက်လေးမှာရွေးကြ option နောက်တစ်ခုရှိသေးတယ်။ဒါလေးကကြတော့ multiple has header ဆိုတာဖြစ်တယ်ပေါ့နော်။ဒါဘာကိုပြောရလဲဆိုတော့ကျွန်တော်ရဲ့ဒီအခုကျွန်တော်တို့ table ဖန်တီးမဲ့ကျွန်တော်တို့ data မှာဆိုရင်တဲ့အဲ့ data တွေရဲ့အပေါ်မှာကျွန်တော်တို့ခေါင်းစဉ်ပါလာဆိုတာကိုမေးတာပါ။သူတို့နဲ့သက်ဆိုင်ရာခေါင်းစဉ်ပါလာပေါ့နော်။ခေါင်းစဉ်ရာကျွန်တော်တို့ကပါပြီးသားဖြစ်ပါတယ်။ကျွန်တော်ဒီမှာဆိုရင် apple juice တို့ cookie တို့ဒါလေးတွေအားလုံးကသူတို့ရဲ့ခေါင်းစဉ်လေးကကျွန်တော် protest ဆိုတာလေးဖြစ်တယ်ပေါ့နော်။ protest ဆိုတဲ့ခေါင်းစဉ်လေးထဲမှာသူကဒီ cake တွေ mid တွေ cookie တွေအားလုံးပါတာဖြစ်ပါတယ်။ အဲ့လိုပါပဲတယောက်လေးကပေါ့နော်ဒီမှာ2 3လေးလိုပါလို့ဒီကနန်းနေဒါတွေကလည်းသူတို့ရဲ့ခေါင်းစဉ်ကဒါ ID နဲ့ပဲဖြစ်တယ်ပေါ့နော်ပြီးတစ်ပတ်လီမှာ15ရက်တို့16ရက်တို့ဒါတွေအားလုံးကလည်း date ဖြစ်တယ်ပေါ့ပြောချင်တာကတော့ကျွန်တော် data အားလုံးမှာသူတို့မှာအပေါ်လေးမှာသူတို့ရဲ့သက်ဆိုင်ရာခေါင်းစဉ်ထဲထားလေးတွေပါပြီးသားဖြစ်ပါတယ်ကြောင်မျိုးကျွန်တော်ဒီတာမှာခေါင်းစဉ်ပါပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ mind table has header ဆိုတဲ့နေရာလေးမှာအမှန်ချက်ကလေးပေးရမှာဖြစ်ပါတယ်။ဒီကလေးကိုရဲ့ table မှာခေါင်းစဉ်ကမပါသေးဘူးဆိုရင်လည်းကိစ္စမရှိဘူး။ mind table has header မှာကျွန်တော်ကအမှန်ချက်ကလေးဖြုတ်ပေးရမှာဖြစ်ပါတယ်။ဒါကိုလည်းကျွန်တော်နောက်ထပ်ဥပမာလေးတစ်ခုနဲ့ပြပေးပါမယ်။ အဲ့ခါမှာကျွန်တော်ကဒီမှာ table မှာဒီကျွန်တော် data မှာခေါင်းစဉ်ရပါပြီးသားမလို့အမချက်လေးပေးပါပြီးတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်အောင်ပါပဲဒါဆိုရင်ကြည့်လိုက်ပါကျွန်တော် data တွေကခုနကပုံစံနဲ့မတူတော့ဘဲနဲ့ဒီမှာကျွန်တော်တလိုင်းကြားစီမှာပေါ့နော် row တစ်ခုကြားစီမှာဒီမှာအယောင်လေးလေးလည်းရောက်လာတယ်ပြီးတော့ကျွန်တော်ဒီခေါင်းစဉ်လေးတွေအပေါ်လေးတွေမှာဆိုရင်ဒီမှာ clip လေးတွေရောက်လာတာတွေ့ရတယ်ဒီ clip လေးတွေကိုဒါကျွန်တော်တို့က filter pattern လို့ခေါ်ပါတယ် filter ပြီးလို့ရတဲ့ clip လေးတွေပါ တကယ်လို့ကွာပေါ့နော်ဒီအိဖဲမှာဒီ filter ပြုလုပ်ပုံနေကျွန်တော်တခြားအိဖဲကိုအခြေခံကနေစပြီးတော့လုပ်ငန်း content တကယ်ကိုအသုံးဝင်တဲ့အရာတွေအားလုံး feature တွေအားလုံးကိုတနည်းအားဖြင့်မှာဆွေးနွေးကနေတင်ကြားတင်ကြားချင်နေဆိုရင်လည်းကျွန်တော်ရဲ့ Microsoft Excel Special Online Course တွေကိုတက်ရောက်နိုင်ပါတယ်ကျွန်တော်ပုံမှန်တင်ကြား6000ကျပ်ကိုတောင်းချက်စာရခုလာအတွက်မှာအထူးတင်နေကြီး3000ကျပ်ထက်ပြည့်လက်ခံပေးနေတာဖြစ်ပါတယ်တင်ကြားတဲ့ပုံစံလေးကတော့ကျွန်တော်တို့ video class လေးဖြစ်တယ်ပေါ့နော်ဒါကြောင့်မတင်တဲ့ app တွေနဲ့ချက်ခွချက်ချင်းစတင်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်တင်တဲ့လေးကိုတက်ရောက်ချင်နေဆိုရင်တော့ Delirious Computer by Hemenai ဆိုတဲ့ Facebook Page Messenger မှာတင်နိုင်လို့ရပါတယ်ဒီ video လေးရဲ့ပုံမှန်ပါတဲ့ဖုန်းနံပါတ်လေး ကိုလည်းဆက်သွယ်လို့ရပါတယ်။အဒီဖုန်းနံပါတ်ရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်ရလို့ရပါတယ်ခင်ဗျာ။ဟုတ်ပြီအဲ့ခါမှာကျွန်တော်တို့ကဒါဆိုရင်တေးပဲဖြစ်သွားပြီ။ဒီပဲဖြစ်သွားတာနဲ့ခုနကလူပေါ်ရခတာနဲ့ဘာကွာလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ်။ဒီပဲဖြစ်သွားပြီဆိုတာနဲ့သူကအလိုလျောက်ဒီမှာဖစ်တာကလုတ်လေးလေးလက်ရောက်လာတဲ့အကြောင်းလေးလေးလက်ချဲသွားတယ်။ ဲ့လိုကိုယ်အနေနဲ့ကဒီလို role တစ်ခုချတဲ့မှာအကြောင်းလည်းမချေဘူး Twitter clip လေးလည်းရောက်မလာပဲနဲ့ဒီပဲဖြစ်နေတာနဲ့ဒီပဲမဖြစ်သေးတာနဲ့ကိုဘယ်လိုခွဲခြားလို့ရမလဲဆိုတော့ကိုယ်လည်းကိုယ်စုံနေလန်းလေးလည်းရှိပါတယ်အဲ့ဒါကြတော့ကွာဒီပဲဖြစ်သွားပြီဆိုရင်သူကဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ရဲ့ဒီကြိုက်တဲ့ data တစ်ခွက်ထဲမှာပေါ့နော်ကလေးထောက်ထားလိုက်တဲ့အခါဒီမှာအဲ့ဒီမှာကျွန်တော်ဒီမှာ table design ဆိုတာလေးပေါ်လာတယ်။ဒါကျွန်တော် table ဖြစ်သွားပြီဆိုမှပေါ်လာတာပါ။ကလေးကိုအနေနဲ့ကခုနကလေကျွန်တော်က border ပဲဖန်တီးထားတယ်ဆိုရင်ကြတော့အဲ့ကြိုက်တဲ့ဆဲကွက်မှာသွားပြီးတော့ထောက်ထားလိုက်တယ်ဆိုရင်ဒီပေါ်လေးမှာကျွန်တော်က table design ဆိုတာလေးပုံမှန်မဟုတ်ပါဘူး။ ဒီဘက်ဒီဇိုင်းမပေါ်ဘူးဆိုရင်ကျွန်တော်ကဒီဘက်နဲ့သက်ဆိုင်ရာ option တွေဒီအပေါ်မှာပါတယ်ပေါ့နော်ဒီ option တွေကိုကျွန်တော်ကသုံးလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ကျွန်တော်ကဒီဘက်ဖြစ်သေးတာလားဒီဘက်မဖြစ်သေးဘူးလားဆိုတာကိုလည်းအတွက်တစ်ခုဒီနည်းလမ်းလေးနဲ့ခွဲခြားလို့ရပါတယ်။ဟုတ်ပြီဒါဆိုကျွန်တော်ကဒီမှာဒီဘက်ဖြစ်သွားပါပြီ။ဒါဆိုကျွန်တော်ကဒါလေးကိုခဏထားခဲ့ပြီးတော့မှခုနကကျွန်တော်ပြောတဲ့ခေါင်းစဉ်မပါတဲ့အခါမှာရောဒီဘက်ဘယ်လိုဖန်တီးရမလဲဆိုတာကိုလည်းပြပေးပါမယ်။ အဲ့ခါမှကျွန်တော်ဒီဘက်လေးကဒီမှာအိတ်ဆက်မတူကိုသွားလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်ကျွန်တော်တို့ data ဒီတိုင်းရှိနေတယ်အဲ့ခါမှသူတို့ရဲ့ data လေးတွေမှာအပေါ်မှာသူတို့ရဲ့ခေါင်းစဉ်လေးတွေမပါဘူးနော်ဒီမှာကျွန်တော် Apple Juice တို့ Cookie တို့ဒီတိုင်းရေးထားပါတယ်သူတို့ဘယ် product ထဲမှာဘယ်ခေါင်းစဉ်ထဲမှာရှိတယ်ဆိုတော့ကျွန်တော်အပေါ်မှာမပါပါဘူးဟုတ်ပြီအဲ့လိုမျိုး data ကိုတော့ကျွန်တော်တို့က table ဖန်တီးတဲ့အခါမှာဘယ်လိုဖန်တီးရမလဲပေါ့ဒါဆိုရင်လည်းအဲ့လိုပဲကွာ data အလုံးကိုအစားကနေအဆုံးထိသွားပြီးတော့မှ selection ရေးပေးတာမလိုပါဘူးကိုယ့်ရဲ့ data အတွင်းကကြိုက်တဲ့ဆဲကွက်မှာပဲကလစ်ထောက်ထားလိုက်ရုံပါပဲထောက်ထားပြီးတာနဲ့ကျွန်တော်ဒီမှာ insert တက်ကိုသွား ပြောချင်တော့ဒီမှာ table လေးကိုနှိပ်လိုက်ရုံပါပဲအဲ့ခါမှာကျွန်တော်ကဒီလို insert ကိုသွားပြီးတော့ table ကိုဒီလိုသွားနှိပ်တာကိုလည်းနှိပ်လို့ရတယ်လို့မျိုးပဲပို့ပြီးတော့မြန်မြန်ဆန်ဆန်သုံးချင်တယ်ဆိုရင်လည်းပဲ shortcut နဲ့သွားလို့ရပါတယ်အဲ့ဒီ shortcut လေးကတော့ဒီမှာလည်းပြပေးထားပါတယ် table ကိုကျွန်တော်တို့ဖန်တီးဖို့အတွက် keyboard ကနေပြီးတော့မှ control နဲ့ tin နဲ့ကိုလည်းတွဲပြီးတော့မှနှိပ်လို့ရတယ်ဆိုတာကိုသူကပြပေးပါတယ်ကိုနေတက်တာနဲ့တုံးလို့ရတယ်ပေါ့နော်ကိုနေနဲ့ဒီမှာကြိုက်တဲ့ဆဲကွက်မှာထောက်ထားပြီးတော့မှမြန်မြန်ဆန်ဆန်လေးသွားခြင်းနဲ့ဆိုရင် control ရဲ့ t ရဲ့ကိုနှိပ်လိုက်ရုံပါပဲ control ရဲ့ tier ကိုနှိပ်လိုက်ပြီးဆိုတော့ဒီမှာ create ပဲဆိုပြီးတော့မှ dialog box လေးကြာလာမှာပါအဲ့ခါမှာတော့ဒီမှာကျွန်တော် data အားလုံးကိုအလိုလျောက် selection လေးဖြစ်သွားပါလိမ့်မယ်ပြီးသားပြီးဆိုရင်ကျွန်တော်ဒီမှာ multiple hash header ဆိုလေးတွေ့ရမယ်နော်အဲ့ခါမှာကျွန်တော်ရဲ့ data မှာအပေါ်မှာခေါင်းစဉ်ကပါတာလားမပါတာလားဆိုတော့မပါတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ multiple hash header လေးမှာ magically မချစ်ပြရပါဘူးမန်ကျလင်းမရှိပြအချင်းအပြင်ကသူဘယ်လိုဖြစ်သွားမလဲဆိုတော့ ASE ကနေကျွန်တော်တို့ရဲ့ table မှာကျွန်တော်တို့ရဲ့ဒီ data တွေမှာပေါ့နော်ခေါင်းစဉ်မပါတာဖြစ်တဲ့အတွက်သူအလိုလျောက်ခေါင်းစဉ်တက်ပြသွားမှာဖြစ်ပါတယ် ဒါလေးကိုကျွန်တော်တို့မြင်သာသောအောင်လို့ဒီမှာ OK လေးနှိပ်လိုက်တော့မယ်နော် OK လေးကိုတစ်ချက်လေးနှိပ်လိုက်ပါတယ်ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ထိတာတွေကိုသူကဒီတိုင်းကြီးဒီ border လုံးမသွားပဲနဲ့ table လုံးမသွားပဲနဲ့ဒီ border လေးတွေမှာသူက column 1 column 2 column 3ဆိုပြီးတော့မှခေါင်းစဉ်လေးတွေအတိအကျတက်ပြီးသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်ရိုင်းမှာမတိမဖြစ်တည်ထောင်ရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ၊ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။သင်ခန်းစာဗီဒီယိုပေါင်း100ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအစီအပြေစွာဖြင့်စနစ်တကျလေ့ လာတင်ကြရမှာဖြစ်ပါတယ်။မူလတင်တဲ့ကြေး6900ကျပ်အစားယခုလအတွင်းမှာအထူးတင်တဲ့ကြေး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တဲ့ကြေးတွေကရဲကန့်တက်လေးတည်းရှိတာမို့တင်တဲ့ကိုအမြဲတမ်းတရဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကဒီမှာ column number 1ဆိုရင်ဒါ column number 1နဲ့မှာဒီကောင်နေပါတယ် column number 2တွေမှာဆိုရင်ဒီကောင်နေပါတယ်အဲ့လိုဖြစ်သွားတယ်ပေါ့နော်ပြီးသားပြီးစဉ်ကြောင့်ကဒါ table ဖြစ်သွားပြီဆိုတာနဲ့ table လေးမှာ table design လေးမြင်ရလိမ့်မယ် အင်းကျွန်တော်ကဒီမှာသူပေးထားတယ်ပေါ့နော်သူကနမူနာတက်ပေးထားတယ် column 1တို့ column 2တို့ column 3တို့ဒီနံပါတ်ရတာအသေးသေးမဟုတ်ပါဘူးကိုယ်နေနဲ့အချိန်မြွေးပြင်ပြီးတော့မှပြောင်းလို့ရပါတယ်ကလေးများ quarter လေးတွေကိုဒီမှာ column 1တိုင်းမထားခြင်းဘူးပေါ့သူကကျွန်တော်က product ထဲမှာထည့်ခြင်းတယ်ရပါတယ်ဒီ column 1ဆိုတဲ့ဆဲကွက်လေးမှာကလေးထောက်ထားပြင်ကိုပြောင်းခြင်းနဲ့နံပါတ်ကိုကျွန်တော်ကအချိန်မြွေးပြင်ပြီးတော့မှပြောင်းလို့ရပါတယ်ဒါလေးကကျွန်တော် product ဆိုရင်ဒီမှာ product ဆိုပြီးတော့မှကိုရေးချင်တဲ့ data ကိုချိန်လိုက်ရုံပါပဲကျွန်တော်ဒီမှာ product ဆိုပြီးတော့မှထည့်လိုက်ပါတယ် ပြန်ကိုပြောင်းချင်တဲ့ data ကိုရေးပြီးသွားပြီဆိုတာနဲ့ under တစ်ချက်လေးနေပေးလိုက်ပါ။ဒါကကျွန်တော်တို့ရဲ့ဒီခေါင်းစဉ်လေးတွေကဒီမှာ protest ဆိုတဲ့ခေါင်းစဉ်လေးတွေမှာရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့အလိုပါပဲကျွန်တော်ဒီမှာ column 2ဆိုတာလေကျွန်တော် column 2တိုင်းပထားခြင်းဘူး။ကျွန်တော်နေ data ကို ID number လို့ရေးခြင်းပါတယ်။ဒါဆိုကျွန်တော်ဒီမှာ ID ဆိုပြီးတော့မှကျွန်တော်ပြင်လိုက်ပါတယ်။ကိုပြင်ချင်တဲ့ data ကိုကိုပြင်ပြီးသွားပြီဆိုတာနဲ့ under တစ်ချက်လေးနေပေးလိုက်ရုံပါပဲ။ ဒါဆိုရင်ကျွန်တော်တို့ကပြောင်းလဲလို့ရတဲ့စာကိုတွေ့ရမှာပါ။ channel အခွက်တွေလည်းလိုပဲเนาะ။ colon number 3မှာလည်း colon number 3 time ထားခြင်းမို့ကျွန်တော် date လို့ပြောင်းခြင်းတယ်။ရပါတယ်ကျွန်တော် date ဆိုပြီးတော့မှရေးပြလိုက်ရုံပါပဲ။ပြီးတော့ enter နှိပ်လိုက်ပါ။ဒါဆိုရင်ပြောင်းသွားလိမ့်မယ်เนาะ။ပြောခြင်းတဲ့သဘောကတော့ကျွန်တော်ကခေါင်းစဉ်မပါဘူးဆိုရင်ကိစ္စမရှိဘူး။ mind table has header ဆိုတဲ့နေရာလေးမှာ magically ဖြုတ်ထား။တော့သူခေါင်းစဉ်လေးတက်ပြီးသွားလိမ့်မယ်။ပြီးပြီးဆိုမှသာလည်းသူတက်ပြီးတဲ့ခေါင်းစဉ်လေးတွေဖြစ်တဲ့ colon 1 2 3 4 5ဆိုတဲ့ဒါလေးတွေမှာကိုပြောင်းခြင်းတဲ့ data ခေါင်းစဉ်ကိုကျွန်တော်ကလိုက်ပြီးတော့အချိန်မီပြောင်းလို့ရတဲ့စာကိုပြပြပေးခြင်းတာဖြစ်ပါတယ်။ ဟုတ်ပြီဒါကျွန်တော်ဒါကိုနားလည်သွားပြီနားလည်သွားတဲ့အခါလေးမှာကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့ရဲ့ data လေးတွေကပေါ့နော်ဒီ data လေးတွေက table လေးနဲ့ဖြစ်သွားပြီ table ဖြစ်သွားပြီဆိုရင်သူတို့ရဲ့သက်ဆိုင်ရာ table option တွေကိုပြင်ဆင်ဖို့အတွက်ဆိုရင်တဲ့တဲ့ဆိုကမှထောက်ထားလိုက်အဲ့ခါမှဒီမှာ table design ပေါ်လာမယ်။ကွာတကယ်လို့များဒီ data အတွင်းထဲကပေါ့နော်ခြိုက်တဲ့ဆိုကမှမထောက်ထားဘဲနဲ့အပြင်မှာသွားပြီးထောက်ထားမိတယ်ဆိုရင်ကြတော့ဒီမှာကြည့်လိုက်ပါ table design ဆို option လေးကပျောက်သွားပါလိမ့်မယ်နော်မပေါ်ပါဘူး။ကျွန်တော်တို့ကျွန်တော်တို့က table အတွင်းထဲကဆိုကမှတော့ထောက်ထားဖို့လိုပါတယ်။ထောက်ထားမှသာလင်းဒီမှာ table design ဆိုပြီးတော့ option လေးပေါ်လာပါမယ်။ ေါ်လာပြီဆိုရင်ကျွန်တော်ကဒီ table နဲ့သက်ဆိုင်ရာအရာအလုံးကိုဒီထဲမှာလာပြီးတော့ပြင်လို့ရပါတယ်။ပထမဆုံးအနေနဲ့ကတော့ဒီဘက်လေးမှာ table style ဆိုတာလေးရှိတယ်။ဒီ best time မှာတင်သွားဒီမှာအပြာရောင်လေးကိုအလိုလျောက်တော်သူ selection လေးဖြစ်နေတာကိုတွေ့ရမယ်။အကြောင်းမလို့ကျွန်တော်တို့ကအပြာရောင်လေးကတော်သူရွေးထားတာဖြစ်တဲ့အတွက် generator ဒီ table လေးကလည်းပဲအပြာရောင်လေးနဲ့ဖြစ်နေတာကိုတွေ့ရမှာပါ။အဲ့လိုကိုနေနဲ့ table style ဒီအပြာရောင်မျိုးကိုကမသုံးခြင်းဘောနော်။တခြား color လေးတွေတခြား style တွေပြောင်းသုံးခြင်းနဲ့ဆိုရင်လည်းဒီမှာကျွန်တော်မြင်နေရပါတယ်။ mouse တင်ပြီးတော့မှကြည့်ကြည့်လိုက်ပါ။ဒါဆိုရင်အနံ့ရောင်လေးပါ။ဒါဆိုရင်တော့ကျွန်တော်လေမွန်ရောင်လေးပါ။ ကျန်းအရာလေးရှိသေးရနော်ဒီမှာဆိုင်အဝါရောင်လေးပါကိုနှစ်သက်တာကိုပြောင်းလဲလို့ရပါတယ်ဂလူကိုဒီမှာမြင်နေရတဲ့ဒီဇိုင်းလေးအပြင်ထပ်ပြီးတော့မှလိုချင်သေးရဆိုရင်လည်းပဲတယောက်လေးမှကျွန်တော်တို့ဒီမြားလေးရှိရနော်အဲ့ဒီမောဆွေမြားလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါလိုက်လိုက်ရင်တော့ဒီမှာတူတူဒီမှာ group လေးတွေဖွဲ့ထားရယ်နော် like ဆိုရတဲ့မှာလည်း line နဲ့သက်ဆိုင်ရာတွေရှိတယ် medium ဆို medium ထဲမှာရှိတယ် text ဆိုရင်လည်း text ထဲမှာကျွန်တော်ကောင်းစင်လေးတွေနဲ့တူတူခွဲထားတာရှိတယ်ကိုကြိုက်တဲ့ကောင်လေးပေါ်မှာက mouse လေးရွှေ့ပြီးတော့တင်ကြည့်လိုက်ရုံပဲဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာကိုတော့ preview လေးနဲ့ပြပေးပါလိမ့်မယ် ့ preview လေးကိုကြည့်ပြီးသွားပြီဆိုမှကိုသဘောကျပြီဆိုရင်တစ်ချက် click နှိပ်လိုက်ရုံပါပဲကိုနည်းတက်တာကိုသွားပြီးတော့မှပြင်လို့ရရယ်နော်ကျွန်တော်ဒီမှာဒါလေးကိုကျွန်တော်တင်ကြည့်လိုက်တယ်ဒါလေးသဘောကျရယ်ဆိုရင် click တစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော် table လေးကအဒီပုံစံလေးဖြစ်သွားမှာပါဟုတ်ပြီဒါတော့ကွာ table stand ကိုရွေးတာပါ အဲ့ခါမှာကျွန်တော်က table stand ကိုကျွန်တော် table တော့ဖန်တီးခြင်းနဲ့ဒါပေမဲ့ bar stand မှမပါခြင်းဘူးပေါ့နော်။လုံအောင်ကို plain အနေနဲ့ပြောင်းနေနေပဲကျွန်တော်လိုချင်တဲ့အခါမျိုးမှာလည်းရှိတတ်တယ်။အဲ့ခါမှာကျွန်တော်ဘယ်လိုလုပ်ရမလဲ။လုပ်ငန်းခွင်အတွက် computer ကိုအခြေခံကနေစတင်ပြီးတော့စနေတကြနဲ့ကျွမ်းကျန်စွာအသုံးပြုနိုင်ဖို့အတွက် computer basics online class တွေကိုတက်ရောက်နိုင်ပါတယ်။ computer basics online class တွေမှာတော့ Windows 10အသုံးပြုပုံ၊လုပ်ငန်းတစ်ပယ်တိုင်းမှာအရန်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ internet အမေအသုံးပြုပုံတွေ software download and install အသုံးပြုပုံလေးများစွာအပါအဝင်တင်ငန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram channel နဲ့ Facebook private group တို့မှာအဆင်ပြေစွာနဲ့စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး8800ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရဲကန့်သက်လေးတည်းရှိတာမို့သင်တန်းကိုအမြဲတမ်းတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။အဲ့ခါမှာကျွန်တော်ဒီမှာဒီ option တွေတွေကဘာဝင်ရလဲဆိုတော့ဒီ like ဆိုတဲ့ group လေးထဲမှာကျွန်တော်ဒီအပေါ်ဆုံးလေးမှာဒါလေးရှိတယ် ါလေးကို mouse လေးတင်ကြည့်လိုက်တဲ့အခါမှာနန်းဆိုပြီးတော့မှပြပေးပါတယ်။နန်းဆိုတဲ့ဘောတိုင်းမှာသူကသူ့အနေနဲ့ကဘာ style နေဘာအယောင်နေဘာ color မှမပါတော့ဘူးပေါ့နော်။ဒီလိုတိုင်းလေးကအသုံးကျနေဆိုရင်လည်းပဲနန်းလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ရုံပါပဲ။ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ရဲ့ဒီ data လေးတွေကကျွန်တော်မူလကထည့်ထားတဲ့အတိုင်းလေးပဲ data အတိုင်းလေးပဲရှိနေမယ်။ဘာအယောင်တွေဘာ format တွေမှာမပါတော့ပါဘူး။ဒါပေမဲ့သူကတော့ဘာဖြစ်နေလဲဆိုတော့ table လေးဒီမှာ table design ပုံနေတာဖြစ်တဲ့အတွက် table လေးဖြစ်နေတယ်ဆိုတာကို red ကိုတင်နိုင်ပါတယ်။ဟုတ်ပြီ။အဲ့မှာကျွန်တော်နည်းနည်းလေးမြင်သာအောင်လို့ color လေးတစ်ယောက်တောင်းလိုက်မယ်နော်။ ဒီအဝိုင်အောင်လေးကျွန်တော်အပြားလေးကျွန်တော်တုံးလိုက်ဟုတ်ပြီဖန်တေဘယ်လေးဖြစ်နေပြီတေဘယ်ဖြစ်သွားတဲ့ခါလေးမှာနောက်ထပ်ပါလုပ်လို့ရသေးတယ်ဆိုတော့တစ်ဘက်ကတေဘယ်စတန်ရဲ့တစ်ဘက်လေးမှာကျွန်တော်တို့ကတေဘယ်စတန် option ဆိုတာလေးရှိသေးတယ်တေဘယ်စတန် option ကလည်းအရင်ကအသုံးဝင်နေနေရလေးပါ အဲ့ခါမှကျွန်တော်ကဗာလေးကိုပြောချင်တာလဲဆိုတော့သူ့အနေနဲ့ကျွန်တော်ဒီမှာရောက်လာတယ်ဒီမှာ fitter club လေးတွေရှိရယ်နော်နှစ်ကြည့်လိုက်မဲ့ကျွန်တော်ကဒီမှာ fitter တွေစစ်လို့ရတယ် fitter တွေပြုလုပ်လို့ရတယ်ကိုလိုချင်တဲ့ data ကို fitter ကိုအသုံးပြုပြီးတော့ရွေးချယ်လို့ရတယ်အဲ့ fitter club လေးတွေကိုကျွန်တော်ကပေါ်လာလာမျိုးမကြိုက်ဘူး fitter ကိုစစ်ဖို့လည်းမလိုအပ်ဘူးဆိုပါစို့ဒီ fitter ကိုကျွန်တော်ဖြောက်ထားခြင်းနဲ့ဆိုရင်ဖြောက်ထားလို့ရပါတယ်ဘယ်လိုဖြောက်ရလဲဆိုတော့ကျွန်တော်ဒီမှာ table design တွေကနေပြီးတော့မှဒီ table stand option ထဲမှာပဲကျွန်တော်ဒီဘက်လေးမှာ fitter pattern ဆိုတာလေးရှိရယ်နော်အဲ့ fitter pattern မှာကျွန်တော် image ကလေးဖြစ်နေတာဖြစ်တဲ့အတွက် fitter club လေးတွေကပေါ်နေတာပါအဲ့လိုကိုနေတဲ့ fitter club ကိုမတုံးချင်ဘူး fitter တွေမတ ုံးချင်လို့ဆိုရင်လည်းပဲ pattern pattern လေးမှာအမှန်ချက်ကလေးကိုနှိပ်ပြီးတော့မှပြန်ပြီးတော့အမှန်ချက်လေးထုတ်ပေးလိုက်လို့ရပါတယ်။ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ကောင်းစင်လေးတွေမှာအဒီ filter cloud လေးတွေမတွေ့ရတော့ပါဘူး။ကလေးကိုအနေနဲ့တေးပဲဖန်တီးလိုက်ပြင်မယ်လည်းပဲ filter cloud တွေကမပါဘူး filter ကစစ်ချင်တဲ့ filter cloud မပါဘူးဆိုပြီးတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်လည်းပဲ filter ကိုတည်တံ့ပြန်ထည့်ပေးတာမလို့တေးပဲဖန်တီးပြီးသွားပြီဆိုတာနဲ့ဒီတေးပဲ design တွေကနေတေးပဲ stand option ကိုသွား graph filter ထည့်ချင်တယ်ဆိုရင်ကျွန်တော်ကဒီမှာ filter pattern လေးမှာအမှန်ချက်ကလေးချပေးလိုက်ရောပါပဲ ဒါဆိုရင်တော့သူအလိုလျောက်လေးကျွန်တော်တို့ရဲ့ဒီတေးဘယ်လေးရဲ့ကောင်းစင်လေးတွေမှာဒီမှာဖစ်တာလေးတွေရောက်လာတာကိုတွေ့ရမှာပါ။ဒါနဲ့ကွာနှစ်ကြီးလိုက်ပြီးတော့မှဖစ်တာကိုပြုလို့လို့ရတယ်ဆိုတော့ကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါကတော့ကျွန်တော်ကဒီဖစ်တာဒီ table stand option တွေကနေပြီးတော့မှဖစ်တာအကြောင်းအရာလေးဖြစ်ပါတယ်။ဒီတော့ရင်ဒီမှာကျွန်တော်က table ဖန်တီးလိုက်ပြီးဆိုရင် draw ချသည်လေးမှာဒီလိုအကြောင်းလေးတွေချဲသွားတာတွေ့ရလိမ့်မယ်နော်။ဒါလေးတွေကဘာလဲဆိုတော့သူက banded row လို့ခေါ်တာဖြစ်ပါတယ်။အဲ့လိုကိုနေတဲ့တရားဝင်ကြီးဒီလို column ဒီ row တစ်ခုချစီမှာအကြောင်းလေးတွေချဲထားတာမျိုးကိုမကြိုက်ဘူးဆိုရင်လည်းဒါကိုကျွန်တော်ပုံစံပြောင်းလို့ရပါတယ်။ ဲ့လိုပုံစံပြမို့အတွက်လည်းပဲကျွန်တော်ကဒီ table design တွေက table stand option ထဲမှာပဲဒီပေါ်လေးမှာကျွန်တော်တို့ banded rule ဆိုတာလေးရှိရယ်နော်အဲ့ banded rule လေးမှာကျွန်တော်တို့ကအမှန်ချက်ကလေးကိုထုတ်ပြလိုက်ပါထွက်လာပြီဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ဒီမှာခုနကလည်းမျိုး road တစ်ခုကြားစီလေးမှာအကြောင်းလေးတွေမချက်ပြီးတော့တာကိုတွေ့ရမှာပါကွာဒီလိုလိုအကြောင်းလေးတွေနဲ့မြင်ချင်တယ်ဆိုရင်လည်းပဲ banded rule လေးမှာအမှန်ချက်ကလေးပြန်ပြီးတော့မှချက်ပြလိုက်လို့ရပါတယ် ဒါဆိုရင်တော့ကျွန်တော်တို့ table ကိုဘယ်လိုဖန်တီးရမလဲ table ကိုဖန်တီးပြီးသွားတဲ့အခါလေးမှာကျွန်တော်က table style တွေကိုဘယ်လိုရွေးရမလဲပြီး table style option တွေမှာပါဝင်တဲ့ fitter အကြောင်းအရာတွေကိုကျွန်တော်ကလေ့လာခဲ့ရတာဖြစ်ပါတယ်ပြီးတော့ banner rule တွေကိုလည်းလေ့လာခဲ့ရတာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကမိတ်ဆွေအတွက်လုပ်ငန်းကမှကြိုးရှိမယ်လို့ယုံကြည်ပါတယ်သင်ခန်းစာလေးကကြိုးရှိတဲ့ဆင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပေးပါခင်ဗျာ comment လေးမှာလည်း yes လို့ရေးခဲ့ပေးပါဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင်လည်း comment လေးမှာရေးခဲ့လို့ရပါတယ်နောက်တစ်သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေရှိမယ်သိချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာမေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှ video လေးတွေပြီးတော့ပြီးတော့မှတင်ကြပေးသွားမှာဖြစ်ပါတယ် ဒါပြရှင်နဲ့ညီလေးကိုမြင်နေထားတာပဲဆင်နေကြပါစေအားလုံးကိုစိတ်နှပြချမ်းမချမ်းသာကြပါစေခင်ဗျာနောက်သင်္ကန်းတာတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ